င်္ဂလာပါခင်ဗျာမင်္ဂလာပါရှင်ဒီနေ့ဇွန်လ15ရက်နေ့မှာထွက်ရှိတဲ့သတင်းစာချန်နယ်တွေကကောင်းတော့ရာရာတွေကိုထုတ်နှုတ်ဖတ်ကြမယ်အစီအစဉ်ပထမပိုင်းကိုတင်ဆက်မှာပဲဖြစ်ပါတယ်ဒီအစီအစဉ်မှာကြောင်ကိုမောင်နဲ့အတူကျမတူတူအောင်တို့ကတင်ဆက်ဖတ်ကြပေးသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့အစီအစဉ်ပထမပိုင်းရဲ့ပထမဆုံးအနေနဲ့ညနေဖုန်းသတင်းတွေကဘာတွေကိုများဖတ်ပြမှာလဲမသိဘူးနော်ဟုတ်ကဲ့ကျမအခုဖတ်ပြမယ်ညနေဖုန်းစမှာဆိုရင် Daily 11မှာပါတယ် ဒေါင်ဆန်းစုကြည်အားအမေရိကန်ဗြိတိန်နဲ့အစိုးရတန်မတ်တို့ကနေပြည်တော်သို့တွားရောက်တွေ့ဆုံဆိုတဲ့သတင်းလေးရယ်ဆန်တော်ချိန်သတင်းစာမှာပါတယ်တမရအားတက်ကနှစ်စဉ်အခမ်းအနားဖြင့်အလေးပြုသည့်အစီအစဉ်တမရ၏စိတ်ဆန္ဒအတိုင်းသာဖြစ်နိုင်ဟုကာကွယ်ရေးဒုဝန်ကြီးပြောကြားဆိုတဲ့သတင်းလေးရယ်မြစီမမှာပါတယ် အန္တရာယ်ရှိသောဓာတ်ကြိုအလုံးလဲပေးမိဟုတရက်ရှိတဲ့အဖြန့်ပြူရေးအဖွဲ့ဂတိပေးဆိုတဲ့တင်းနေရဖြစ်ပါရဲ့ရှင်ဟုတ်ကဲ့ဟုတ်ကဲ့ကိုမောင်ကရောဘာတွေဖတ်ပြဖို့ရှိလဲကျွန်တော်ဒီနေ့ The Daily Level မှာပါရှိလာတဲ့အိဒါအာဘော်ကိုဖတ်ပြဖို့ရွေးချယ်ထားပါတယ်ဒီအိဒါအာဘော်ကတော့ပြဿနာများနဲ့အာဆီယံဥက္ကဋ္ဌဆိုပြီးတော့မြန်မာနိုင်ငံအာဆီယံဥက္ကဋ္ဌဖြစ်တဲ့အချိန်မှာပြဿနာများစွာရှိနေသေးတယ်ဆိုတဲ့အကြောင်းရေးသားထားတဲ့အိဒါအာဘော်ဖြစ်ပါတယ်အင်ဒိုနီးရှားမလေးရှားဖိလစ်ပိုင်စင်ကာပူထိုင်းတို့ဖြင့်1969ခုနှစ်မှာစတင်တည်ထောင်ခဲ့သည့် အာဆီယံအဖွဲ့အစည်းတွင်မြန်မာက၈နိုင်ငံမြောက်အဖွဲ့ဝင်ဖြစ်1998ခုနှစ်တွင်ဖြစ်လာခဲ့သည်အာဆီယံအဖွဲ့၏အရေးကြီးဆုံးပရိဉ္စမှာအဖွဲ့ဝင်နိုင်ငံများအချင်းချင်းဆွတ်ဖက်မှုလုံးဝကင်းစင်ရမည်ဆိုသည့်အချက်ဖြစ်သည့်အတွက်အဖွဲ့ဝင်နိုင်ငံများအချင်းချင်းထိထိရောက်ရောက်အကောင့်ဆိုဝေဖန်ပြောပြချက်များ မရှိသလောက်ရှာခဲ့သည် ထို့မူဝါဒအပေါ်အဓိကကင်ဆွဲထားသည့်အတွက်အဖွဲ့ဝင်နိုင်ငံများအပေါ်အဖွဲ့ကြီး၏ဩဇာသက်ရောက်မှုမှာလည်းအလွန်နှေးပါလွန်သည် အလှည့်ကျအဖွဲ့ဥက္ကဋ္ဌအဖြစ်တာဝန်ယူရသောအာဆီယံအဖွဲ့ကြီးတွင်မြန်မာသည် ပထမဆုံးအကြိမ်ဖြစ်2014ခုနှစ်တွင်ဥက္ကဋ္ဌဖြစ်လာခဲ့သည်အာဆီယံအဖွဲ့ဥက္ကဋ္ဌအနေဖြင့်မြန်မာနိုင်ငံသည်အာဆီယံဒေတာတွင်ပြဿနာများပေါ်ဖြေရှင်းစရာရှိလာသည့်အပြင်အာဆီယံအဖွဲ့ကြီးရည်တည်မှုကိုကမ္ဘာနိုင်ငံကြီးများ၏အင်အားချိန်ခွင်ရှာနှင့်ညီညွတ်မျှတအောင်ထိမ့်သိမ်းရန်အတွက်တာဝန်ရှိဆုံးနိုင်ငံဖြစ်လာသည် သို့သောမြန်မာနိုင်ငံတွင်ဖြည့်ရှင်းစရာပြဿနာများတောင်ပုံရာပုံရှိနေသည့်ဒေတာရဲနိုင်ငံများအနေအစင်းရဲဆုံးနိုင်ငံတဦးချင်းဝင်ငွေအ ਨੇ ဆုံးနိုင်ငံအဂရိလိုက်စားမှုအလွန်ကြီးမားနေပြီးစီမံခန့်ခွဲမှုအားနည်းနေသောနိုင်ငံတနိုင်ငံအဖို့ဥက္ကဋ္ဌအဖြစ်စီမံခန့်ခွဲရမည့်တာဝန်ဝတ္တရားများကများပြားကျယ်ပြန့်လွန်လာသည်ဒါကတော့ကျွန်တော်တို့နိုင်ငံဒီအာဆီယံမှာပထမဦးဆုံးအခြေအနေပေါ့နော်အာဆီယံနိုင်ငံတွေထဲမှာဥက္ကဋ္ဌဖြစ်လာတဲ့ဥက္ကဋ္ဌတာဝန်ယူဆောင်ရတဲ့အချိန်မှာ ကျွန်တော်နိုင်ငံပြည်ထနာမြောက်များစွာနဲ့ရင်ဆိုင်နေသေးရတယ်ဆိုတဲ့အကြောင်းရေးထားတာပါဒီမှာသူအိတ်တာရေးထားတာကိုကျွန်တော်ဆက်ဖတ်ပြပါမယ်ခုဆိုလို့ရှိရင်တဲ့နိုင်ငံတွင်းမှာဖြစ်ပွားနေတဲ့ပဋိပက္ခမီးတွေဟာငြိမ်းအေးမှုမရှိသေးတဲ့အပြင်တိုင်းဒါလက်နက်ကင်တွေနဲ့အပြည့်အခက်ရက်စဲရေးလက်မှတ်ရေးထိုးမှုကလည်းကြံ့ညာနေစေဖြစ်ပါတယ်အာဆီယံအတိုက်အမြုံထူထောင်ရန်အတွက်အဓိကအတားအဆီးဖြစ်နေတဲ့အဖွဲ့ဝင်နိုင်ငံများအကြားဖွံ့ဖြိုးမှုနဲ့ဝင်ငွေကွာဟချက်မြင့်နေခြင်းကလည်းဖြည့်ရှင်းရန်အတွက်လမ်းစာကိုမတွေ့နိုင်သေးပါဘူး ဒါအပြင်တဲ့အာဆီယံဥက္ကဋ္ဌနိုင်ငံကိုတဲ့တရုတ်ရဲ့ဩဇာလွှမ်းမိုးမှုကြီးမားတဲ့ဩဇာကံနိုင်ငံတနိုင်ငံအဖြစ်ရှုမြင့်သုံးသပ်မှုတွေကလည်းရှိနေပါတယ်။မကြခင်ကဖြစ်ပွားခဲ့တဲ့တောင်တရုတ်ပင်လယ်အရေးကိစ္စမှာအာဆီယံနိုင်ငံတွေဘက်ကခိုင်ခိုင်မာမာယက်တီနိုင်ငံချင်းမရှိတာကလည်းလွှမ်းမိုးခံနေရတဲ့အခြေအနေကိုဖော်ညွှန်းနေပါတယ်။ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့အာဆီယံနိုင်ငံနှစ်နိုင်ငံဖြစ်တဲ့ဖိလစ်ပိုင်နဲ့ဗီယက်နမ်နိုင်ငံတို့ကအားရကျေနပ်မှုမရှိတာကိုလည်းထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အာဆီယံဥက္ကဋ္ဌမြန်မာနိုင်ငံအားတဲ့ပြည်တွင်းစစ်လူမျိုးရေးပဋိပက္ခအာဂရိလိုက်စားမှုကြီးမားနေမှုအဆရှိတဲ့နိုင်ငံတွင်းပြဿနာတွေကိုပြေလည်အောင်ဥစွာဖြေရှင်းရမှာဖြစ်ပါတယ်။ဒီလိုဖြေရှင်းနိုင်ခြင်းမရှိလို့ရှိရင်တော့ပုံမကြီးမားတဲ့နိုင်ငံတကာအရေးကိစ္စတွေကိုဖြေရှင်းရမယ်။အာဆီယံဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်နိုင်စွမ်းပေါ်မေးခွန်းထုတ်စရာတွေရှိလာမှာပါ။ဒါကြောင့်အာဆီယံလက်ကျောက်ဥက္ကဋ္ဌတာဝန်ယူထားတဲ့မြန်မာနိုင်ငံအနေနဲ့ဒေတာရင်းပြဿနာကိုဖြေရှင်းရမယ်နည်းတူ နိုင်ငံအတွင်းမှာကြုံတွေ့နေရတဲ့ပြဿနာကိုလည်းပြည်လဲအောင်ဖြေရှင်းရလိုအပ်ကြောင်းဒဒေးလီသတင်းစာကယူဆရေးသားအပ်ပါတယ်လို့ဒီမှာဖော်ပြထားတာပါဒါကတော့မြန်မာနိုင်ငံအာဆီယံဥက္ကဋ္ဌဖြစ်လာတဲ့အခါမှာပြည်တွင်းပြဿနာတွေရောပေါ့နော်ဒါတွေရဖြေရှင်းစရာတွေရှိပါတယ်ဒါတွေကိုပြည်လဲအောင်ဖြေရှင်းမှုကလိုအပ်နေတယ်ဆိုတာကိုသူကတိုက်တွန်းရေးသားထားတာကိုတွေ့ရပါတယ်ဟုတ်ကဲ့အတူတူအောင်နေတဲ့ဟိုတည်င်းနဲ့ကဘာအောင်များထပ်ဖက်ပြအောင်လည်းမသိဘူးเนาะဟုတ်ကဲ့ ကျွန်မဖတ်ပြမယ့်သတင်းလေးကတော့မျိုးစိမမှာပါတယ်။တန်တက်ချက်များပါဝင်သည့်ရေကောက်ပွဲညွှန်ကြားချက်ပြင်ပြင်တော့မည်မဟုတ်ဆိုတဲ့သတင်းလေးပါပဲရှင့်။ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရွေးကောက်ပွဲဌာနညွှန်ကြားရေးမှူးဦးတောင်းလှိုင်ကမေလအစောပိုင်းတွင်ပါတီများထံသို့ဖြန့်ဝေထားသောအမတ်လောင်းများစုဝေးဟောပြောခွင့်နှင့်မဲဆွယ်စည်းရုံးခွင့်ညွှန်ကြားချက်ကို ပြန်ပြင်တော့မည်မဟုတ်ဟုဇူလိုင်လ14ရက်နေ့တွင်မျိုးစိမကိုအတည်ပြုပြောကြားခဲ့ပါသည်။ဟုတ်ကဲ့ပါ ညွန်ကြားချက်ပါမဲဆွယ်စီယုံခွင့်အချိန်တလခွင့်ပြုချက်ယူရန်လိုလားမည်စုဝေးဟောပြောခြင်းမီဒီယာမှတရှင်ပြောဆိုခြင်းတက်ဆိုင်ရာမဲဆန္ဒနယ်၏အမတ်လောင်းမဟုတ်သူပြော ဟောပြောလိုကကြိုတင်ခွင့်ပြုချက်ယူရန်လိုအပ်ခြင်းစသည့်အခြေအနေများဖြင့်2015ခုနှစ်ရွေးကောက်ပွဲကာလအထိပါတီတို့ရင်ဆိုင်ရတော့မည်ဖြစ်သည်ဆိုတဲ့သတင်းလေးပါပဲရှင်။ဟုတ်ကဲ့ပါ။ အခုတော့ဒါကအတီပါပဲတဲ့နောက်နှစ်နှစ်သုံးနှစ်အချိန်တန်ရင်တော့ပြင်ချင်ရင်ပြင်ရမှာပေါ့ဦးတောင်းလိုင်ကဆိုပါတယ်အဆိုပါညွှန်ကြားချက်အမှတ်1မြင်းဆောင်2014ဒီကော်မရှင်ဥက္ကဋ္ဌကိုယ်တိုင်လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟုအတီပြုပြောကြားခဲ့ပါတယ်ပါတီတို့ကမူရင်းညွန်ကြားချက်နဲ့ဆက်လင်းပြီးပေးပို့ထားသောအကြံပြုချက်များကိုကော်မတီကအလေးထားသည်ဟုဝေဖန်သားပါတယ် ဒါတွေကိုမပြင်ဘူးဒီအတိုင်းပဲအတည်ပြုမယ်ဆိုရင်ကော်မရှင်ဥက္ကဋ္ဌပြောခဲ့တယ်2015ဟာလွတ်လပ်မျှတတဲ့ရွေးကောက်ပွဲဖြစ်မယ်ဆိုတာလုံးဝမဖြစ်လာနိုင်ဘူးဟုရခိုင်မျိုးသားပါတီခေါင်းဆောင်ဦးအေးတောင်ကပြောခဲ့ပါတယ်မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟုအလုံးမှုဆောင်အဖွဲ့ဝင်ဦးထွထွန်းဟင်းကညွှန်ကြားချက်မှာပါတဲ့ခွင့်ပြုချက်ယူရမယ်ဆိုရင်လွတ်လပ်စွာပြောဆိုခွင့်ကိုပိတ်ပင်ထားတဲ့အတွက်ဖွဲ့စည်းပုံနဲ့မကိုက်ညီဘူးပါတီကလည်းဒီအတိုင်းပဲလို့ကော်မရှင်ကိုအကြံပြုထားပါတယ် နေရာပေါင်း100ကျော်လောက်ဝင်ပြိုင်မယ်ဆိုရင်ဘဲပါတီခေါင်းဆောင်တွေနေရာတော်တော်များများမှာတရားဟောကျင်တယ်ဆိုရင်ဘလို့မှအဆင်ပြေနိုင်မှာမဟုတ်ဘူးဟုအမျိုးသားဒီမိုကရေစီအင်အားစုပါတီဥက္ကဋ္ဌဦးခင်မောင်ဆွေကညွှန်ကြားချက်ဝေငှားခဲ့စဉ်မေလကလေးကဝေဖန်ထားပါတယ်။ညွှန်ကြားချက်အသည့်ရာဟောပြောခြင်းရိုက်ကူးထုတ်လွှင့်ခြင်းအပြင်ရည်သားပုံနှိပ်ဖြတ်ဝေခြင်းဆိုင်ရာတို့၌နိုင်ငံတော်အကြီးအကျယ်ပြည့်စည်ခြင်းတက်မတော်ပြုကွဲရေးတို့မှဂုံတိုက်ခါကိုထိခိုက်စေခြင်း ငိမ့်ချန်းစွာပညာသင်ကြားရေးကိုပြက်ပြားနိုင်ရန်သွေးထိုးလှုံ့ဆော်မှုများကိုကျူးလွန်ပါကရွေးကောက်ပွဲဆိုင်ရာပြစ်မှုတရားတရားမဲ့ပြုပြုခြင်းမှုအဖြစ်ပါတီတို့ကအရေးယူမည်ဖြစ်ပါတယ်။ဒါကတော့ကန့်သက်ချက်များပါဝင်တဲ့ရွေးကောက်ပွဲညွှန်ကြားချက်ကိုပေါ့နော်။ကဝေဖန်ထားတာတွေကိုလည်းဒါရေးသားဖော်ပြထားတာဖြစ်ပါတယ်။ဒီရွေးကောက်ပွဲကော်မရှင်ကသူတို့ဒီရုပ်စာကိုထပ်ပြီးတော့မပြင်တော့ဘူးဆိုပြီးတော့သူတို့ကပြောလိုက်တာပါ။ဟုတ်ကဲ့။နောက်ထပ်သတင်းဘုတ်ကိုဖတ်ပြခြင်းပါတယ်။ဒါကတော့ရှမ်းပြည်မြောက်ပိုင်းမှာတဲ့ တအောင်ရှမ်းပြည်မြောက်ပိုင်းမှာရှိတဲ့တအောင်ပလောင်ဒေသမှာစစ်ဘေးဒုက္ခသည်တွေက၄000ကျော်လောက်ရှိပြီးတော့အကူအညီတွေလိုအပ်နေတယ်ဆိုတဲ့သတင်းမှာဒါကတော့ The Daily Levan သတင်းစာမှာဖော်ပြထားတဲ့သတင်းလေးဖြစ်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းရှိတအောင်ပလောင်တိုင်းရင်းသားဒေသတွင်စစ်ဘေးဒုက္ခသည်၄000ကျော်ရှိနေပြီးအကူအညီများလိုအပ်နေကြောင်းတအောင်မျိုးသမီးအဖွဲ့အစည်းနှင့်တအောင်လက်နက်ကိုင်တပ်ဖွဲ့တို့ထံမှသိရသည်။လက်ရှိတွင်တပ်မတော်နှင့်အစိုးရနှင့်အပြည့်အခက်ရက်စဲကြီးမလုံဆောင်ရသေးသည့် တအောင်းမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့အကြားတိုက်ပွဲများလျှော့ချနိုင်ရေးဆွေးနွေးနိုင်ခြင်းမရှိသေးပဲတိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိရာဂျွန်လအတွင်း၌တိုက်ပွဲ20ကြော်နှင့်ဂျွန်လိုင်လအတွင်းတိုက်ပွဲ2ကြိမ်နဲ့မနည်းဖြစ်ပွားခဲ့ကြောင်းသိရသည်ဒါကတော့ဒီလိုတိုက်ပွဲတွေဖြစ်ပွားမှုကြောင့်စစ်ဘေးဒုက္ခသည်4000ကျော်ရှိနေပြီးတော့အကူအညီတွေလိုအပ်နေတယ်ဆိုတဲ့တဲ့မှာဒီစစ်ဘေးဒုက္ခသည်တွေကိုလည်းဒီ ပြည်တွင်းရပဲတော့เนาะကုညီမှုရှိပြီးတော့ပြပနေပြီးတော့ကုညီမှုတွေနည်းနေတယ်ဆိုပြီးတော့ဒီတအောင်မျိုးသမီးအဖွဲ့အစည်းတစ်ဖွဲ့ရလဲဒါကိုပြောကြားထားတာတွေ့ရပါတယ်ဟုတ်ကဲ့ကျော်တို့အခုဆိုလို့ရှိရင်ကျော်တို့အစီအစဉ်ရဲ့နောက်ဆုံးအနေနဲ့ကာတွန်းလေးကိုဖတ်ပြဖို့အချိန်ရောက်ပါပြီဟုတ်ကဲ့ပါကျွန်မဖတ်ပြမယ့်ကာတွန်းလေးကတော့ Daily 11မှာပါတယ်ကာတွန်းလေးပါပဲရှင်ဒီမှာတော့ဗောနော်လူ3ယောက်ကဟိုတယောက်ကဥပဒေတယောက်ကအုပ်ချုပ်ရေးတယောက်ကတရားဆိုတဲ့လူ3ယောက်ကရက်နေရဗောနော်ဘေးကလူတယောက်ကနေဘာပြောလဲဆိုတော့ တို့နိုင်ငံမှာတဲ့မန်နိုင်ကြီးလေးရက်ဟာတဲ့အချိုးညီညီပါဝင်အဲတဲ့အဲ့လိုပြောပြီးတော့ရက်သွားတာပေါ့နောက်နောက်တခါသူကထပ်ပြောတယ်မန်နိုင်တရက်ကတဲ့မပါပါလားတဲ့ဘယ်သွားလဲပြတဲ့အဲ့မှာတရားဆိုတဲ့သူကပြောလိုက်တာပေါ့နော်ကျုပ်တို့အဖွဲကိုကြည့်မရလို့ဂျေးတဲ့၁၀နှစ်တွင်းထားလိုက်တယ်လေဆိုပြီးတော့လှမ်းပြောလိုက်တာရှင်ဟုတ်ကဲ့အဲ့မှာသူပေါ်ပြတာတကူရှိပါသေးတယ်ဟိုကျုပ်တို့အဖွဲကိုကြည့်မရလို့ဂျေးတဲ့ကို ဆယ်နှစ်တွင်ထလိုက်တယ်ဆိုရဟာလေးပေါ့ဒါကတော့အခုလက်ရှိပေါ့နော်မီဒီယာတွေကိုဟိုအခုလက်ရှိဖန်စီအချင်းချနေရတဲ့ပတ်သက်ပြီးတော့ရေးသားဖော်ပြထားတာဟုတ်ကဲ့တယောထားတဲ့ပုံတွေပါဟုတ်ကဲ့ပါရှင်ဟုတ်ဟုတ်ကဲ့အခုဆိုရင်မတူတူအောင်ဖတ်ပြခဲ့တယ်ဒီကာတွန်လေးနဲ့ပဲကျွန်တော်တို့ရဲ့နေ့စဉ်ထွက်ရှိတဲ့သတင်းစာ channel တွေကကောင်းနိုးရာရာတွေကိုထုတ်နှုတ်ဖတ်ကြားတင်ဆက်တဲ့အစီအစဉ်ပရမပိုင်းကိုရန်နာမှာပဲဖြစ်ပါတယ်။ DVB ကိုကြည့်ရှုအားပေးနေကြသူပြည်သက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။